ဘာပေါ်မှာလူသန်းပေါင်း900မှာလူသန်းပေါင်း1000ကျော်အထိရေချိုရှားပါမှုကိုကန်စားနေရပြီးကမ္ဘာလူဦးရေရဲ့၄ဘုံတဘုံဟာအန္တရာယ်ကင်းတဲ့ရေချိုကိုမရရှိကြသေးကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စစ်တမ်းများအရာသိရပါတယ်။မြန်မာနိုင်ငံဟာအရှေ့တောင်အာရှနိုင်ငံများအတွင်းဒုတိယအဆင့်နဲ့အာရှတိုင်းမှာ ပြင်စမမြောက်ရေအပေါ်များဆုံးနိုင်ငံဖြစ်ပါတယ်။နိုင်ငံအတွင်းတဘာဝမြစ်ချောင်းအင်းအိုင်စိန်ဆန်းများပေါများလာတဲ့အပြင်မြေကြီးများမှမြေကြီးများကိုလည်းစိတ်တိုင်းကျတုံဆွဲနိုင်နေခြင်းဖြစ်ပါတယ်။ အခုအခါရာသီဥတုပြောင်းလဲမှုကြောင့်နိုင်ငံအတွင်းရှိအချို့ဒေသများမှာထူးခြားစွာမူရည်ချိန်နေပါခြင်းစဲတမန်များရေအဝင်နေခြင်းတို့ဖြစ်ပေါ်တဲ့သို့စဲယုံများတူပလာခြင်းကြောင့်ရေချိုလိုအပ်ချက်များမြင့်တက်လာနေပြီဖြစ်ပါတယ်မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တာကြောင့် ိုးနေတဲ့ဒေသများမှာနေစဉ်ရွာသွန်းတဲ့မိုးရေကိုမိုးရေလောင်ကမ်းများတိစောက်ပြီးတူလောင်ထားမှသာ ရေချိုတယံစားဓာတ်တွေကိုထိမ့်သိမ့်နိုင်မှာလည်းဖြစ်ပါတယ်။ဒါပြင်မြေအောက်ရေစိမ့်ဝင်နိုင်စေရတဲ့စိမ့်ဆန်းရေများထွက်ရှိနေစေဖို့အဓိကကြတဲ့တစ်ပင်တစ်တုံးများနဲ့ရေဝေရေလေဒေသတွေကိုတိုးချဲ့ဆိုက်ပျိုးကြရန်လိုအပ်ပြီး အမိုက်နဲ့ရေစိုးစွန့်ပြစ်မှုတွေကိုလည်းစနစ်တကျဆောင်ရွက်ကြရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ရေအေးအမြစ်ဘတ်စုံစီမံခန့်ခွဲမှုစနစ်ကိုအပြည့်အဝအကောင့်တွေပုံဆောင်ပြီးရေရှည်တည်တဲ့နဲ့ရေအေးအမြစ်တွေကိုထိရောက်အကျိုးရှိစွာအသုံးချနိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာစေဖို့ရည်ရွယ်ချက်နဲ့အမျိုးသားအဆင့်ရေအေးအမြစ်ကော်မတီကိုဖွဲ့စည်းထားကတန့်ရှင်ကောင်းမွန်တဲ့ရေချိုတယံဇာတများမဆုံးရှုံးစေရေးဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်ရှင်။